တထုံမြို့နယ်သူဝနဝတီမြို့တောင်ကြားရက်ကွက်လက်ပံကုန်းအပိုင်းမှာရှိတဲ့တောင်ရသွားရတော်လန့်နဲ့လေတဲပေါ်မှာတနက်တရာရီနဲ့တင်းဆုံနေတဲ့လူငယ်၃ရဲ့ရုပ်အလောင်းတွေတွေ့ရှိခဲ့တယ်လို့မြို့ကန်တွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။ ်မေလ6ရက်မနက်6နာရီခွဲအချိန်ခန့်ကအဆိုပါတောင်ကြားရက်ကွက် လက်ပံကုန်းအပိုင်းတောင်ရရီရှိရာကိုသွားတဲ့တော်လန်မှာတနက်တရရီနဲ့တည်ဆုံနေတဲ့လူငယ်နှစ်ဦးရဲ့ရုံအလောင်းတွေကိုဒေသခံတောင်သူတို့ကတွေ့ရှိခဲ့တာဖြစ်ကြောင်းသဝနဝတီမြို့ကန်တို့ကပြောပါတယ်၎င်းကဆက်လက်ပြီးလူငယ်နှစ်ယောက်က Honda Wave 100အမျိုးအစားဆိုင်ကယ်ပေါ်မှာတနက်တရရီနဲ့တည်ဆုံနေတာမျိုးတွေ့ရတယ်သူတို့ရဲ့အနီးမှာ 9mm ဂျီကွန်ခုနှစ်ခုတွေ့ရတယ်။တေဆုံးနေသူနှစ်ဦးကအသက်22နှစ်အရွယ်အပီကောဆိုသူနဲ့ အသက်30အရွယ်ဝင်းကိုဦးဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။သူတို့ကတောင်ကြားရပ်ကွက်မှာနေထိုင်သူတွေပါလို့ပြောပါတယ်။နောက်ထပ်လူငယ်တအူးဖြစ်သူအသက်23နှစ်အရွယ် စိုးပြေထူဆိုသူရဲ့ရုပ်အလောင်းကိုလေတောထဲမှာရှိတဲ့လေတဲပေါ်မှာတွေ့ရှိခဲ့တာဖြစ်ကြောင်းနဲ့အဆိုပါလေတဲပေါ်မှာရှိတဲ့ပလိုင်းအတွင်းကနေလေ WY စာရန်ပါစိတ်ကြွရည်သွေးစေပြအပြား60၊မူရည်စေပါ300ရာမအသုံးပြုတဲ့ခဲပြားအပိုင်းအစာတွေတူမီတနက်မှာထည့်သွင်းအသုံးပြု ပြခတ်တဲ့ဘောစီရှင်လုံးရုံလုံးအနီးမှာလီယိုဘီယာဘူးကွန်တစ်ခုနဲ့9 mm ဂျီကွန်၈ခုကြည်ဖူးနှစ်ခုတွေ့ရှိခဲ့ရကြောင်းလဲ၎င်းဒေသခံကဆိုပါတယ်။ တနက်ထရီနဲ့တည်ဆုံနေတဲ့လူငယ်သုံးရဲ့ရုပ်အလောင်းတွေကိုဒေသခံလူမှုကွန်ရက်ကယ်ဆယ်ရေးအဖွဲ့တွေကသူဝနဝတီမြို့မှာရှိတဲ့တိန်စိတ်တိုင်းနယ်စည်းရုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။တနက်ထရီနဲ့တည်ဆုံနေသူတွေကိုသက်ဆိုင်ရာကစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ရာအပီကောဆိုသူမှာပါဇက်ကြည်ဖောင်းဝင်တန်းရာညာဘက်ရင်ဘက်ကြည်ဖောင်းဝင်တန်းရာဝင်းကိုဦးဆိုသူမှာပါဇက်ကြည်ဖောင်းဝင်တန်းရာ ညာဘက်နှစ်ထင်ကြည်ဖောင်းဝင်တန်းရာစိုးပြေထူးဆိုသူမှာဘယ်ဘက်ပိုက်ကြည်ဖောင်းဝင်တန်းရာဘယ်ဘက်နှစ်ထင်ကြည်ဖောင်းဝင်တန်းရာတွေရရှိပြီးတည်ဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့လိုတနက်တန်းရာတွေနဲ့တည်ဆုံးနေကြတဲ့လူငယ်သုံးဦးဟာမြေတိအကြောင်းကြောင့်တနက်နဲ့ပြစ်ခတ်ခံရပြီးတည်ဆုံးနေကြတဲ့ဆိုတာကိုမသိရသေးကြောင်းအစိုးမဒေသခံတွေကဆိုပါတယ်။ပြီးခဲ့တဲ့မေ3ရက်ကလည်းတန်ဖြူစင်ရဲ့မြို့နယ်ထင်းရှူးကျေးရွာနေဒေသခံအမျိုးသားတအူးဖြစ်သူကိုစိုးတန်းခေါ်တာကြီးဆိုသူဟာလည်းလက်နက်ကန်တွေရဲ့ပြစ်ခတ်မှုကြောင့်တည်ဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့သေးတာဖြစ်ပါ money.